โอเคအားလုံးမင်္ဂလာပါပေါ့နော်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဓာတ်မျိုးမိသီးပြပြနေလေးကျွန်တော်တင်ပြမယ်ပေါ့နော်ဒီမိသီးတွေဘာပြည့်ချက်လဲဆိုအတွင်းနဲ့ကျွန်တော်မိသီးလို့ကျွန်တော်ခလောက်ကြည့်လိုက်တဲ့ခါကျတော့မိသီးလေးအတွင်းနဲ့တတုတ်တုတ်နေမိတယ်ပေါ့နော်တတုတ်တုတ်နေမိပါတယ်ဒီမိသီးလေးတော့60ဝက်ပေါ့နော်โอเคတတုတ်တုတ်နေမိတယ်ဒီမိသီးလေး60ဝက်ပါ60ဝက်သူဒီအာသင်ကောင်းကတော့ဒါကောင်းကအကြီးပေါ့နော်အာသင်ကောင်းကအာသင်ကောင်းကအကြီးပါကျွန်တော်တို့ချုံမိလို့အသေးဆိုင်မဟုတ်ပါဘူးအရင်ဆုံးဒီမိသီးလေးကိုဖွင့်မယ်ဆိုရင်ဒီလိုနေရာမှာ ကော်ဒီကတ်ထားတာမျိုးတွေရှိနေပါတယ်အဲ့တွေကြောင့်ကော်ဒီကတ်ထားမျိုးရှိတဲ့ကျွန်တော်တို့ကြောက်လက်လေးနဲ့အတွင်းနဲ့ထိုးပြီးတော့အဲလှန်ပြရမယ်ပေါ့နော်အဲပြီးကြမှာဒီဖုန်းလေးကိုဆွဲဖွင့်လိုက်ပါဆွဲဖွင့်လိုက်ပါကျွန်တော်ရင်ဆုံးဒီနယ်လေးလုံးအရင်ချွတ်မယ်ပေါ့နော်ဖီဒီနယ်လေးလုံးကျွန်တော်ရင်ချွတ်မယ်ဒီကျွန်တော်နယ်လေးလုံးကျွန်တော်ကျွန်တော်ချွတ်ပြီးသွားပြီပေါ့နော်နယ်လေးလုံးချွတ်ပြီးသွားပြီဆိုရင်ကျွန်တော်အရင်နဲ့ဖားဖြစ်တအောင်ဆိုတော့ဒီမီဒီလေးက တွေ့နေပါဖြစ်တောင်ဆိုတော့ဒီသူ့ရဲ့ wire line ပြုံနေပေါ့နော်ဒီသူ့တက်ခဲမှာပါတဲ့ wire line ပြုံနေပါတယ် wire line ပြုံနေတဲ့အဲ့တွေကြောင့်ကျွန်တော်တက်ခဲလေးကိုကျွန်တော်နည်းနည်းတန်ရှင်းလေးလုပ်ပြီးလိုက်မယ်ကျွန်တော်ခဲဆိုမယ်နားလေးကိုခဲဆွဲအောင်တော့ပေါ့နော်ကျွန်တော်တန်ရှင်းလေးနည်းနည်းလုပ်ပြီးလိုက်မယ် okay တန်ရှင်းလေးလုပ်ပြီးလိုက်ပါမယ်တန်ရှင်းလေးလုပ်ပြီးပြီဆိုရင်ကျွန်တော်ဒီခဲကောင်းနဲ့ခဲဆိုချင်မယ်ပေါ့နော်အရင်ကဒါမျိုးတိတ်နေကက်လိုက်ပါဦးမယ်ဒါတက်ခဲလေးသူပို့ပြီးတော့ မြဲသွားအောင်လို့ပေါ့နော်တကယ်နှလုံးပူထားတာမြဲသွားအောင်လို့ကျွန်တော်အရင်ဆုံးတင်နေကဲလိုက်မယ်โอเคတင်နေကဲလိုက်မယ်ပေါ့နော်တကယ်နဲ့ကဲပြီးကျွန်တော်ကကြည်နဲ့ကဲပြီးသွားပါပြီကကြည်နဲ့ကဲပြီးသွားပြီကျွန်တော်ဒီသူတက်ခဲဒီအနှုတ်ဘက်ချောင်းကျွန်တော်ခဲဆုံးမယ်ပေါ့နော်ဒီဘက်ချောင်းဝါယာတွေပြုတ်သွားကြတော့ဒီညမှာခဲဆုံးမယ်ဆိုရင်ကျွန်တော်ဒါမျိုးဓာတ်လေးနဲ့ချက်ပြမယ်ပေါ့နော်ဒီဓာတ်လေးနဲ့ဒါမချက်ဘူးဆိုရင်ဒီတက်ခဲတက်ခဲမဆွဲပါဘူး အဲဒါလေးမရှင်းလေဒါမျိုးဒီဒါနဲ့ကျွန်တော်တို့မချေချုံဆိုလေဒါမျိုးထင်းရှုစီကိုတုတ်ပြီးတော့ကျွန်တော်တို့တွေပေါ့ခဲဆိုပေးလိုက်လို့ရရပေါ့နော်ထင်းရှုစီလေးတုတ်ပြီးလိုက်ပေါ့နော်ထင်းရှုစီမရှိရင်ဒါမျိုးဒါလေးနဲ့ပြောင်းချစ်လိုက်ပါပြောင်းချစ်ပြီးတော့အဲကျွန်တော်တို့ခဲကောက်လေးနဲ့ခဲဆိုလိုက်ပါဒါကျွန်တော်ခဲရဆွဲပါတယ်ပေါ့နော်ဒီတိုင်းဆိုရင်တော့ခဲရမဆွဲပါဘူးโอเคဒါမျိုးကျွန်တော်ဒီတခဲညက်တဲ့ဟာရင်ခုံလေးနဲ့ညက်လိုက်ပါပေါ့နော်ဒါဆိုရင်ကျွန်တော်ခဲဆိုတဲ့ခါကျရင်ကျွန်တော်တခဲလေးကငိမ့်နေတော့မှာပေါ့နော် တကယ်လေးညင်တော့ကျွန်တော်လည်းခဲဆိုလို့အဆင်ပြေသွားတာပေါ့နော်အဲဒါကြောင့်ကျွန်တော်ခဲဆိုလိုက်မယ်ရင်းတို့ဒီဘက် wire ကိုဒီ wire အတူလေးရတော့ဒါသူတို့တကယ်နှစ်ခုပူထားပေါ့နော်တကယ်နှလုံးပူပူထားတဲ့ဂျိုးလေးပေါ့နော်ဒီဂျိုးလေးကြတော့ဒီဂျိုးလေးရတော့ဒါကျွန်တော်တို့မီဒီတွေကိုသွားမယ်ဂျိုးလေးပေါ့နော်ဒီတကယ်ကအဲတကယ်ကဖို့ဟိုတကယ်မှရှိတဲ့အားကိုပေါ့နော်ကျွန်တော်တို့မီဒီတွေကိုသွားမှာပါ မီဒီတွေကိုသွားမယ်ဂျိုးလေးပေါ့နော်ဒီဂျိုးလေးကဒါမီဒီရဲ့ဒီစာကစ်ဘောရဲ့ဒီအနှုတ်လမ်းအနှုတ်မှာတက်ပြရမယ်ပေါ့နော်စာကစ်ရဲ့အနှုတ်မှာတက်ပြရမယ်ကျွန်တော်တို့ပြုတ်တာဒီအနှုတ်လမ်းပြုတ်တာဆိုတော့နှုတ်မှာတက်ပြရမယ်โอเคကျွန်တော်ဝိုင်ယာလေးကိုစားဖို့လိုက်မယ်ဝိုင်ယာလေးစားဖို့ပြီးတိုင်းကျွန်တော်ဒီဝိုင်ယာလေးဘောကိုကျွန်တော်တို့ခဲခဲခဲလေးနဲ့ပြီးလိုက်မယ်ပေါ့နော်ခဲကောက်လေးတွေကိုကျွန်တော်ခဲလေးနဲ့ထည့်ပြီးတော့ဒီဝိုင်ယာလေးဆန်လေးဘောကိုတင်ပြီးလိုက်မယ်ဒါဆိုရင်ဝိုင်ယာလေးမှာခဲရှိသွားပြီဆိုကျွန်တော်တို့ခဲစော်တဲ့ခါကျရင်ပို့ပြီးတော့မြန်ဆန်နိုင်နေပေါ့နော် โอเคဒီကျွန်တော်စားခဲ့ကျွန်တော်စားခဲ့မှာတော့ကျွန်တော်အနှုတ်ဆိုတဲ့နေရာမှာကျွန်တော် factory အနှုတ်ဆိုတဲ့နေရာမှာကျွန်တော်ဒီဂျိုးလေးကိုစော်ပြလိုက်တယ်ပေါ့နော်သူက battery ရဲ့အနှုတ်ဘက်ကပြတ်တာဆိုတော့ battery အနှုတ်နေရာမှာပဲချော်ပြလိုက်ပါတယ်โอเคစော်ပြလိုက်တဲ့ဆိုကျွန်တော်ခလုတ်နှိပ်ကြည့်တဲ့အခါမှာမီလီကကောင်းကောင်းလင်းလာတော့တွေ့ရတယ်ပေါ့နော်ခလုတ်နှိပ်ကြည့်တဲ့မီလီကကောင်းကောင်းလင်းလာပါတယ်โอเคခလုတ်နေလဲမီလီကောင်းကောင်းလင်လာတယ်အဲ့တော့ကျွန်တော်အစမ်းတော့ကျွန်တော်ခဲဆိုတဲ့နားရဲ့အကိတ် ဒီမီဒီယာခလောက်လာတဲ့ခါကျရင်ဒီ wire တွေပြန်ပြုတ်နိုင်တယ်ပေါ့နော်ဒီတခဲပေါ်တခဲကိုခဲဆော်ထားတဲ့ wire တွေကအစောကလိုပြန်ပြုတ်နိုင်မှာနဲ့အစောကလည်းဒါပြုတ်သွားတာပေါ့နော်အဲ့ဒါပြန်ပြုတ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒါမျိုး tape ကလေးနဲ့အပေါ်ကနေအုပ်ပေးတိုင်းပေါ့နော်ဒါဆိုရင်တော်တော်တန်တန်အထိန်တော့ရနိုင်နေပါတယ် okay အဲ့တော့ကြောင့်ကျွန်တော်အပေါ်ကနေပြီးတော့အုပ်ပေးလိုက်ပါတယ်အုပ်ပေးလိုက်ပါတယ်အုပ်ပေးပြီးတဲ့အခါကျရင်ကျွန်တော်တေချာတိတ်ကလေးကျွန်တော်မြင်းအောင်လှုပ်လိုက်ပါတော့ ဒီကလေးကိုကျွန်တော်တို့နေအောင်ကပ်ပါတယ်ပြီးကြတော့သူ့နေရာနဲ့သူ့နေရာအတိုင်းကျွန်တော်ပြန်ချလိုက်ပါတယ်သူ့နေရာနဲ့ကျွန်တော်တူချာလေးပြန်ချပြီးတော့သူ့အပေါ်မှာဖော်လုံးလေးပါရပေါ့နော်ဖော်လုံးလေးလည်းကျွန်တော်ပြန်ထည့်လိုက်ပါမယ် Okay ဒီဖော်လုံးလေးကဘာအတွက်သုံးလဲဆိုတော့ဒီဖော်လုံးလေးကကျွန်တော်တို့ဒီမီးသီးနဲ့တက်ခဲနဲ့ကြားရဲပေါ့နော်သူကသူကမီးသီးနဲ့တက်ခဲနဲ့ကြားရဲသူကအဲ ဒီကျွန်တော်တို့မီဒီခလောက်တဲ့ခါကျရင်တကယ်မလွတ်အောင်တော့ကျွန်တော်တို့ထိမ့်ပြီးအထင်းလေးပေါ့နော်တကယ်ကိုကျွန်တော်တို့ဒီမီဒီနဲ့ပြန်ပြီးတော့ထိမ့်တာလည်းတဘောပေါ့နော်ဒီဖော်လုံးလေးခြားခံပြီးတော့အဲ့ဒါအဲ့ဒါကြောင့်မလားဒီဖော်လုံးလေးပါကျွန်တော်တို့မီဒီတွေကခလောက်ပြီးတော့ကြိုင်ကျွန်တော်တို့တကယ်တွေတွင်မှာတကယ်စံလေးကျိုးပြီးကျွန်တော်တို့တကယ်တွေပြတ်သွားတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဒီကောင်းသေးလေးနဲ့တော့မရဘူးပေါ့နော်ကျွန်တော်ဒီမှာကောင်းကြီးမရှိတော့ကျွန်တော်မီဒီတော့ကျွန်တော်အာအသိမ့်ပြီးတော့မပြရတော့ဘူး ဟိုဒါမျိုးလှည့်စင်းတဲ့ပတ်သက်တဲ့ဘူးဒုတာတွေဒါမျိုးဗီဒီယိုတွေကြည့်ရင်ကျွန်တော် channel လေးကိုအဲ subscribe လုပ်ခဲ့ပေါ့နော် subscribe လုပ်ပြီးတော့ဒီ account လေးနဲ့နှိပ်ခဲ့ပါ